မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ပထမအဆုံးရိုဟင်ဂျာများနေရပြန်နိုင်ရေးရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုထိန်းချုပ်ထားသည့် AA ပါဝင်ရန်အရေးကြီးဟုအမေရိကန်ကကုလသမဂ္ဂတွင် ထုတ်ပြောလာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ဘင်္ဂလားဒေ့ရှ်တွင်ရောက်ရှိနေသောရိုဟင်ဂျာဒုက္ခသည်များအလုံးနေရပြန်နိုင်ရေးအတွက်ရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုထိန်းချုပ်ထားသည့်အရခတ်တော် EE အပါအဝင်ပါဝင်တဲ့ပါဝင်တိုက်သူအလုံးပါဝင်ဆွေးနွေးရအရေးကြီးကြောင်းအမေရိကန်ပြည်ထောင်စုကထုတ်ဖော်ပြောဆိုလိုက်ပါတယ်ဇွန်လ10ရက်နေ့ကုလသမဂ္ဂအထွေမှုချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာဂျူလီဗစ်ရှော့၏ရှင်းလင်းတင်ပြချက်ကို ကျန်းနာသည့်ကုလသမဂ္ဂအထွေထွေညီလာခံ၏အလို့တဘောအစည်းအဝေးတွင် အမေရိကန်တန်တမန်ကအထက်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ ရိုဟင်ဂျာဒုက္ခသည်များနေရက်ပြန်နိုင်ရန်ဆွေးနွေးပွဲများတွင်ရခိုင်ပြည်နယ်တစ်ခုလုံးနေပါကိုထိန်းချုပ်ထားသည့်ရခိုင်တပ်မတော်အပါအဝင်ပါဝင်ပတ်သက်သူများအလုံးပါဝင်ကြရန်အရေးကြီးကြောင်းအမေရိကန်ပြည်ထောင်စုအနေဖြင့်မြန်မာစစ်တပ်၏ဖိနှိပ်ချုပ်ချယ်မှုနှင့်အကြမ်းဖက်မှုများကိုခံစားနေကြရသည့်ရိုဟင်ဂျာဒုက္ခသည်များနှင့်အတူရက်တီလေးရရှိကြောင်း၎င်းကဆိုပါသည်ရခိုင်ပြည်နယ်တွင်အထင်အထမပြောင်းရွှေ့စေမှုများရက်ဆက်ကြမ်းကြုတ်မှုများအစိုးရခံစားများနှင့်ပတ်သက်၍အလွန်ဆိုးရိမ်ပူပန်ကြောင်းမြန်မာစစ်တပ်၏ ါဝင်သက်ဆိုင်သူများအလုံးကိုအရက်သားများကိုကာကွယ်ရန်နဲ့လူသက်များကိုတံမိုးထားရန်အမေရိကန်ကတိုက်တွန်းပါတယ်ရိုဟင်ဂျာတွေပေါ်ရက်ဆက်ကြမ်းကြုတ်မှုများကျူးလွန်ခဲ့သောမြန်မာစစ်တပ်ကတာဝန်ခံမှုတာဝန်ယူမှုလွတ်မြောက်နေစေဖြစ်ပြီးစစ်တပ်ကရိုဟင်ဂျာများကိုဆက်လက်ဖိနှိပ်နေကြောင်းပြည်သူများကိုပုံကျဲခြင်းကျောင်းများကိုဝိပြုရာအိမ်များကိုပုံကျဲခြင်းရိုဟင်ဂျာများကိုစစ်ထဲသို့အတင်းကျပ်သွတ်သွင်းတိုက်ခိုက်စစ်မှုထမ်းစေခြင်းမှာ သူတွင်တိုက်ခိုက်စစ်မှုထမ်းခိုင်းနေကြောင်းအမေရိကန်ကထုတ်ပြပါဗျာ။ ရခိုင်ပြည်နယ်တွင်အင်တာနက်နှင့်အခြားသောဆက်သွယ်လမ်းကြောင်းများပိတ်ထားခြင်းကြောင့်ဒေတာရင်းလူမှုအတိုင်းဝိုင်းကိုဆက်လက်ထိခိုက်စေပြီးမြန်မာစစ်တပ်ရဲ့ဆက်ရုံမှမှုများကိုဖုံးကွယ်နေကြောင်းတယ်လီဖုန်းနှင့်အင်တာနက်ဆက်သွယ်အားလုံးကိုပြန်လည်ဖွင့်ပေးရန်မြန်မာစစ်တပ်ကိုတောင်းဆိုကြောင်းအမေရိကန်ကဆက်လက်ပြောဆိုပါရယ်စစ်တပ်ကအလွန်လိုအပ်နေတဲ့အရေးပေါ်အကူအညီတွေပေးပို့မှုကိုဆက်လက်ပိတ်ဆို့ထားတာကြောင့်လူသားချင်းစာနာမှုလူဝဲချက်တွေမြင့်တက်လာနေပါရယ်ရိုဟင်ဂျာတွေငြိမ်းချမ်းစွာနေရပြန်နိုင်ဖို့ရည်ရှိတည်တံ့တဲ့ဖြည့်ရှင်းချက်လိုအပ်တဲ့ ဲမြန်မာအတိုက်ခံအဖွဲ့တွေနဲ့ရိုဟင်ဂျာအတိုက်ဝန်းရဲ့အတိတ်ပဲရှိတဲ့ပူးပေါင်းပါဝင်မှုကဒီဆုံးသက်ဖြည့်ရှင်းချက်ရရှိဖို့မရှိမဖြစ်လိုအပ်ပါတယ်။ရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာတွေမြန်မာနိုင်ငံကနေနေရွှန့်ခွာသွားသူတွေနဲ့တတိယနိုင်ငံတွေမှာပြန်လည်အခြေချနေထိုင်သူတွေအပါအဝင်ဖြစ်နိုင်သမျှကျေပြန့်တဲ့ရိုဟင်ဂျာအတန်တွေကိုကျွန်တော်တို့နားထောင်ရပါမယ်ဟုအမေရိကန်တန်တမန်ကဆိုပါတယ်။အမေရိကန်ပြည်ထောင်စုအနေဖြင့်လူသက်ကိုတန်မိုးထားလေးစားရေးပြည်ပခများအဆုံးသက်ရေးငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးတို့အတွက် ည်းဆက်လက်လှုံ့ဆော်သွားမည်ဖြစ်ကြောင်းလည်းထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်ကစကိုင်းနဲ့မန္တလေးမြို့တို့ကိုလာရောက်တော့လေငလင်တန်တဲ့ပြည်သူများအတွက်မြေတီအကူအညီမှမပေးဘဲငွေကုန်ပေါက်များဖန်တီးသွားခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကမက်လ28ရက်နေ့ငလင်တန်ခံခဲ့ရသောစကိုင်းနဲ့မန္တလေးမြို့တို့ကိုလာရောက်ခဲ့ပြန်တော့လေငလင်ကြောင့်နေအိမ်နဲ့စီးပွားရေးများဆုံးရှုံးသောပြည်သူများအတွက်အကူအညီပေးခြင်းမရှိသေးတဲ့ကြောင့်ငလင်ဘေးတန်တဲ့ပြည်သူများကပြောဆိုပါရယ်။ ရှမန်နီဇွန်လ10ရက်နေ့တွင်အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကစကိုင်းနှင့်မန္တလေးမြို့များကိုတွားရောက်ငလင်ဘေးတင့်ဖျားများပြန်လည်ပြင်ဆင်ရေးကိစ္စရပ်များကိုအ धिक ဦးစားပေးဆောင်ရွက်ကပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရပါသည်မန္တလေးနှင့်စကိုင်းမြို့တို့တွင်မင်းအောင်လိုင်လာရောက်မည်ဖြစ်၍ငလင်ကြောင့်ပျက်စီးနေသောနေရီများအဆောက်အအုံများကိုစီပင်နှင့်စစ်တပ်ကသူပြားအပြားများဖြင့်မဖြစ်မနေကာရန်ထားရန်ဖျားပေးခဲ့ကြောင်းထို့ပြင်နေရီအပြိုပျက်စီးများကိုအမြင်တည့်တဲအောင်ရှင်းလင်းထားရန်တိမ်းဆောင်နေသော ောအဆောက်အအုံများကိုအစိမ်းရောင်အဆောက်များဖြင့်ပြစ်နိုင်ပါကဖုံးအုပ်ထားရန်ဆိုသောငွေကြေးအကုန်ကျများသည့်အမိန့်ညွှန်ကြားချက်များထုတ်ပြန်ခဲ့ကြောင်းထို့ရာတွင်ငလင်ကျပျက်စီးဆုံးရှုံးမှုများကိုမြေတိကူညီမှမပေးကြောင်းမန္တလေးမဟာအောင်မြေမြို့နယ်မှ နေအိမ်ပြိုကျခဲ့ရသည့်ပြည်သူတို့ကပြောဆိုပါသည် မင်းလာစံပိုင်းကလေးကမင်းအောင်လိုက်လာမှမို့နေအပြည့်စည်းတွေကိုတုတ်ကာခိုင်းနေတွတ်တောင်မှရိုးရိုးတွတ်မရဘူးအပြာရောင်တုတ်ထားတဲ့တွတ်ကိုကာခိုင်းနေအဲ့ဒါတွတ်တွေဈေးတက်နေချိန်မှာကာခိုင်းတာနောက်ပြီးနေအိမ်ကတိန်းဆောင်နေရင်အစိမ်းရောင်အစလိုဟာကြီးတက်နိုင်အုပ်ထားပေးပါဆိုပြီးလုပ်တယ်အဲ့ဒါကတော့အနေရများလို့နေနှုတ်အုပ်နိုင်ရင်လာအုပ်ပေးငါအစိမ်းစဝယ်ထားပေးမယ်လို့ပြန်ပြောရတယ်လာလဲမလုပ်ပေးပါဘူးအိမ်ကစောင်းနေလို့စီပင်ကိုဖြိုပေးဖို့သွားတင်တာ၃လလောက်စောင့်ရမယ်ပြောတယ်ငလင်ပြီးတာ၃လနီးပါးရောက်တော့ ဲဘာကူညီမှမရတဲ့ပြေငွေကုံပေါက်တွေထက်လောက်ခိုင်းတာလာပြီးပြန်သွားတော့လဲဘာကူညီမှမရဘူးဟုမန္တလေးမှပြည်သူကရှင်းပြပါရယ်စကိုင်းမြို့ပေါ်တွင်လည်းငလင်းချောင်းနေအိမ်နဲ့စီးပွားရေးလုပ်ငန်းဆုံးရှုံးသူအလွန်များပြားပြီးလက်ရှိအချိန်ထိစစ်ကောင်စီကမိသည့်အကူအညီမှမပေးချောင်းဒေသပြည်သူများကဆိုပါရယ်အိမ်လည်းမဖြစ်နိုင်သေးဘူးနေစရာလည်းမရှိဘူးငလင်းချောင်းအိမ်ပြိုတဲ့အထဲမှာဆုံးသွားတဲ့အမေနဲ့အဖွားအတွက်တောင်လလည်းမလုံနိုင်ဘူးဟုစကိုင်းမြို့ပေါ်မှာငလင်းပေးတဲ့ပြည်သူတို့ကပြောပါရယ်အကျန်းဖက် စစ်ကောင်စီကငလင်ဘေးတင်သူများ၏နေအိမ်များပျက်စီးသွားသောလူနေအိမ်3603လုံးကိုပျက်စီးမှုအလိုက်မကြမီထောက်ပံ့ပေးမည်ဖြစ်ကြောင်းဇွန်လ6ရက်နေ့အမျိုးသားသမဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာဒုစစ်ကောင်ဆောင်ဆိုဝင်ကပြောဆိုခဲ့ပါသည် မလ28ရက်နေ့ငလင်အတွက်ပြည်တွင်းအလူရှင်များ၏လူဒန်းငွေကျပ်144ဘီလီယံကျော်နှင့်ပြည်ပအလူရှင်များ၏အမေရိကန်ဒေါ်လာ5တန်းကျော်ထည့်ဝင်ထားခဲ့ပြီးလက်ရှိအချိန်ထိစုစုပေါင်းငွေကျပ်264.656ဘီလီယံအသုံးပြုခဲ့ပြီးဖြစ်ကြောင်းစစ်ကောင်စီ၏ထုတ်ပြန်ချက်အရသိရပါသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အစုအဖွဲ့၃ဖွဲ့နှင့်တန်းပြည်ကောင်စီကိုဖွဲ့စည်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ တော်လိုင်းကာလာမှာအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်အစုအဖွဲ့၃ဖွဲ့နဲ့တန်းပြည်ကောင်စီ TNC ကိုဖွဲ့စည်းလိုက်တယ်လို့တန်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ DPCC ကဇွန်လ9ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။တန်းပြည်ကောင်စီမှာ TNL ခေါင်းဆောင်တွေကဗိုလ်ချုပ်ကြီးတားအိုက်ဖို့ဥက္ကဋ္ဌဖြစ်တာဝန်ယူမှာဖြစ်ပြီးဒုဥက္ကဋ္ဌနှုတ်အပါဝင်အဖွဲ့ဝင်၄ဦးနဲ့တွဲဖက်အတွင်ရေးမှူးတအူစုစုပေါင်းကိုယ်စားလှယ်၉ဦးပါဝင်ပါတယ်။ စုဖွဲ့သုံးဖွဲ့ထဲမှာတန်းအမျိုးသားပါတီ TNP ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSL TNLA နဲ့တန်းအရက်ဘက်အစုဖွဲ့တွေပါဝင်တဲ့တန်းအနိုင်ငံရေးအတိုင်းအမြန်ကော်မတီ TPCC တို့ပါဝင်ကြပါတယ်။အဲ့ဒီအစုဖွဲ့သုံးဖွဲ့ရဲ့နိုင်ငံရေးထိပ်သီးအစည်းအဝေးတွေကိုဇွန်လ၁ရက်ကနေ၃ရက်ထိတန်းပြည်တနင်္လာမှာပြုလုပ်ခဲ့ပြီးထိပ်သီးခေါင်းဆောင်တွေပါဝင်ကိုယ်စားလှယ်83ဦးတက်ရောက်ခဲ့ကြတာပါ။ထိပ်သီးအစည်းအဝေးတွင်တန်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TSC CDC ကနေရေးဆွဲထားတဲ့တန်းပြီတော်လန်ရေးကာလအစိုးရအစီအမံကိုအတည်ပြုပြီးတန်းပြီကောင်စီကို ဖွဲ့စည်းဖို့တညီတညွတ်ထဲဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်အစီအမံအရဆက်လက်ဖွဲ့စည်းမယ်တန်းပြီအစိုးရရဲ့အဓိကမန်တိုင်ကြီး၃ရက်ဖြစ်တဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစင်ရေးတွေကိုထိန်းချုပ်ချက်မဲ့ဥဆောင်နိုင်ရေးအတွက်တန်းနိုင်ငံရေးအတိုင်းအမြံကော်မတီကိုပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်ပါတယ် တန်းပြေကောင်းစီဟာတစ်တုံညာနှစ်ခုဆစ်စင်အတွင် TNLA နဲ့မဟာမိတ်တွေတင်ယူထားတဲ့နေမျိုးတွေကိုအခြေခံပြီးတော်လန်ဤကာလတန်းပြေသူအစိုးရတရက်ကိုအစုဖွဲ့သုံးဖွဲ့ရဲ့ကိုယ်စားလှယ်တွေအပြင်တင့်တော်တဲ့လူမှုကိုယ်စားလှယ်တွေနဲ့ယခုနှစ်တွင်ဆက်လက်ဖွဲ့စည်းသွားမယ်လို့အသိပေးထားတာပါလက်ရှိမှာ TNLA ထိန်းချုပ်နေမျိုးတွေတဲကနောင်ချုံမြို့ကိုပြန်လည်ရယူဖို့စစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတပ်ဖက်မှတရုတ်အစိုးရရဲ့ဖိအားကြောင့် TNLA ဟာအကြက်တဲတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ဒီအချိန်မှာတန်း ်းပြည်ကောင်စီကိုဖွဲ့စည်းပြီးအဲဒီကနေတဆင့်ဒေါ်လာရေးကာလတန်းပြည်သူအစိုးရတရက်ကိုဖွဲ့စည်းသွားမယ့်အပေါ်သတင်းဌာနအနေနဲ့ပြောခွင့်ရှိသူထံဆက်သွယ်ခဲ့ပေမဲ့လည်းအကြောင်းမပြန်ခဲ့ပါဘူး TNL အနေနဲ့တွေ့တုံညာနေခွန်စစ်စင်ရေးအတွက်ရှမ်းမြောက်ရှိနတ်မတူကုတ်ခိုင်မန်တုံမိုးမိတ်မိုင်းလုံးမိုင်းကောနောင်ချိုကြောင့်မေတီဘော်နမ်ဆန်နဲ့နန့်ခမ်းအပါဝင်မန္တလေးတိုင်းကမိုးကုံးမြို့တို့ကိုပါထိန်းချုပ်ထားပါတယ် TPCC ကတော့မြန်မာပြည်ရှိတော်လှန်ရေးအင်အားစုတွေနဲ့တူဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဒီဆ ောင်နိုင်ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့သဘောထားထုတ်ပြန်ထားတာဖြစ်ကြောင်းသိရှိရပါတယ်။